ားလုံးပဲမင်္ဂလာပါဗျာကိုစဲစပတ် channel အားလုံးနေထူးစားကြည့်သူပါကျောင်းသင်ကျောင်းမီတို့အားလုံးပဲမင်္ဂလာပါဗျာကင်မရာကတော့ကျွန်တော်ပုံစံအရကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုထဲမှာဆိုတော့မျှတဲ့ပုံစံလေးပါရှိတယ်လို့ပဲကျွန်တော်ပြောပြရစီဗျာကျွန်တော်မမဆိုရင်လည်းကျွန်တော်တဝဲနဲ့တဝဲရှုံဖြစ်သွားတာတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ဘွယ်မှာဆိုရင်ကျွန်တော်တို့ဒါမနေ့ကလို့ပဲပေါ့ဗျာ။လေးဘွယ်ရှိတယ်ဆိုတော့ကျွန်တော်နှစ်ဘွယ်စီကျွန်တော်တဖိုင်စီတင်ပြီးတော့မှာဖြစ်ပါတယ်ဗျာ။ကျွန်တော်တဝဲဟော channel ကိုလည်းမနေ့ကတော်တော်ကြည့်ရှုကြလို့လည်းကျွန်တော်ဝမ်းသာပီးပြီးဖြစ်ရပါတယ်။ကျွန်တော်တကယ်ချင်းကျွန်တော်မျိုးတွေနဲ့ဒါ subscriber မလုပ်ရသေးတဲ့လူတွေဆိုရင်လည်း subscriber လေးလုပ်လုပ်ကြပေးဖို့လည်းကျွန်တော်တောင်းဆိုပေးပါရစေဗျာ။ အစိုးရဖြစ်တဲ့ညဆန်နေခွဲမှာကံမဲ့မာမယ်လိုဒီဆောင်းတာနဲ့ကျွန်တော်ဒေါမွန်ကိုပွဲစဉ်ကိုကျွန်တော်သုံးသပ်ပြီးတော့ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဒေါမွန်ရဲ့ခြေထက်ဟာစတီဂျီနှလုံး၅မှုနိုင်ဖွင့်လှစ်ထားတာတွေ့ရတယ်ကိုပေါင်းစီရကြည့်မယ်ဆိုရင်၃လုံး၅ပြားအရှုံးဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗျာအခုလက်ရှိကျွန်တော်ခြေထက်ရကျွန်တော်ကြည့်မယ်ဆိုရင်ဒါဇနီကျွန်တော်၄နိုင်ခွဲ၄နိုင်လောက်မှာကျွန်တော်ဗီဒီယိုလုပ်ချင်းဖြစ်ပါတယ်ဒီခြေထက်ရကျွန်တော်ကြည့်မယ်ဆိုရင်တော့135အရှုံးလောက်မှာဖွင့်လှစ်ထားတာတွေ့ရတယ် ကိုပေါင်းစည်းရတဲ့ဒီလိုပါ၃လုံး၅မိုးနိုင်အထိဖွင့်လှစ်ထားတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဇုံကျသွားတာတွေ့ရပါတယ်ဗျာ။နောက်ပေါ်နေတဲ့ကျွန်တော်ရှေ့ဘက်မှာကျွန်တော် fluminess ကို GD တွေကြားတဲ့ကြောင့်တမှတ်ပဲရရှိတာဖြစ်ပါတယ်။အဲ့တော့ဒီဘွဲစဉ်ကကျွန်တော်တို့ဒေါမော်ဒီအနေနဲ့ရေးကြည့်တယ်လို့တစ်ဖက်ကျွန်တော်တို့ Marmelody ဘက်ကိုကျွန်တော်ကြည့်ရမယ်ဆိုရင်လည်း Marmelody ဘက်ကလည်းအရေးကြီးတဲ့ဘွဲစဉ်တစ်ဘွဲပါ။ ။မာမယ်လိုဒီကကျွန်တော်တို့ပြောမယ်ဆိုတော့အစောပထမပွဲမှာပေါ့ဗျာ။ကျွန်တော်ဦးစံကိုကျွန်တော်1-0နဲ့နိုင်ရရှိကြတဲ့အတွက်ကြောင့်ကျွန်တော်သုံးမှတ်ရရှိထားတာဖြစ်ပါတယ်။ဒါတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒေါ်မွန်ဘလူးမတော့ရှင်နေကြတော့မရှိဘူး။ဒေါ်မွန်ကကျွန်တော်တို့ global ranking ရလဲ55ကျွန်တော်မမယ်လိုဒီကတော့ကျွန်တော်143ဆိုတော့တော်တော်လေးအဆင်တန်းတော့ကွာတယ်ဒါမှမဟုတ်ကျွန်တော်တို့တောင်အမေရိကအသင်းတွေ South Africa အသင်းတွေဆိုတာကျွန်တော်တို့သိတဲ့အတိုင်းပဲဒီပြိုင်ပွဲမှာတော်တော်လေးဟိုမှအင်ပြအပြင်းနဲ့ ကန်နေတာတွေ့ရတယ်တော်တော်လေးခက်ခဲခဲကစားရတာကျွန်တော်ဇူလေးရင်းဖြစ်ပါတယ်တော်တော်လေးဟိုမှာခက်ခဲတဲ့ပုံစံလေးမှာကျွန်တော်ဒီယူရိုကအသင်းတွေဟာခက်ခဲတဲ့ပြိုင်ပွဲတွေကိုပြိုင်နေရတယ်လို့ပဲကျွန်တော်ကတော့သုံးသပ်ပေးခြင်းပါတယ်ဒီနေ့ကျွန်တော်ဖွင့်လှစ်ထားတဲ့ဂျေးတန်းရပါတော့ဂျေးတန်းကတော့ကျွန်တော်ကြာသွားတယ်ဆိုပေမဲ့လည်းကျွန်တော်ပထမပွဲပေါ့ဗျာဒေါမွန်တွေးခဲ့တဲ့ကျွန်တော်ဖလူမီနက်စ်နဲ့ကျွန်တော်တွေးတဲ့ပွဲစဉ်မှာဖွင့်လှစ်ထားသွားတဲ့ဂျေးတန်းရကျွန်တော်ပြန်ကြည့်ရမှာဆိုရင်ဝမ်ငါမှုနိုင်ဖွင့်လှစ်တော့တာတွေ့ရပါတယ်ဒါကြောင့်ဒီဂျေးတန်းကိုကျွန်တော်ရှင်းမယ်ဆိုရင်တော်တော်လေး ပြင်းတယ်လို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ခြေတန်းရတာကျွန်တော်ပြင်းတဲ့ပုံစံလေးမှာတော့ရှိတယ်ခြေတန်းရတာကျွန်တော်စတိကြီးရနေပြီးကြာသွားတယ်ဆိုပေမဲ့လည်းဒီခြေတန်းကကျွန်တော်ပြင်းတယ်လို့ယူဆကြည့်ပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒေါမွန်အနေနဲ့နိုင်ငံကျွန်တော်1 C 2 C မပူပါဘူး5ဘောင်းတော့5ဘောင်းအောက်ကောင်းပါတယ် body ကတော့ကျွန်တော်မာမယ်လိုဒီရဲ့တော့နိုင်ငံတော့စွန်းစားစီခြင်းနဲ့တော်ရီတော့ race များပါတယ် body ကတော့ကျွန်တော်ရှောင်းသိမ့်နဲ့ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်5ဘောင်းကတော့5ဘောင်းအောက်ပါဗျာ နောက်တော့ကျွန်တော်မနေ့တနိုင်ခွဲမှာကံမဲ့အင်တာမီလန်နဲ့ဥရာဝါရက်ဒိုင်းမွန်တို့ပွဲစဉ်ကိုကျွန်တော်တုံသက်ပြီးတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုတော့အင်တာမီလန်ကကျွန်တော်စတီရင် 2D ပေးခဲ့တာဖြစ်ပါတယ်။ဂိုးပေါင်းစေးရ3လုံး5မူရှုံးဖွင့်လှစ်ထားတာတွေ့ရပါတယ်။အခုလက်ရှိချိန်မှာဆိုရင်တော့ဂျေဒန်ရကျွန်တော်ကြည့်မယ်ဆိုရင်180ရှုံးဖွင့်လှစ်ထားတာတွေ့ရတယ်။ဂိုးပေါင်းစေးရလည်းဒီလိုပါပဲ3လုံးကိုကျွန်တော်20အနိုင်ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ကျွန်တော်ဇုံကျသွားတာတွေ့ရပါတယ်။ဂျေးရဒီနေ့ ဖွင့်လှစ်ထားတဲ့ခြေတန်းရကျွန်တော်ကြည့်မယ်ဆိုရင်အကုန်လုံးနီးနီးပေါ့ဗျာခြေတန်းကြီးကျနေတာသတိထားစီခြင်းပါဗျာအင်တာမီလန်နေတဲ့ပထမပွဲမှာကျွန်တော်တို့မွန်တာရီကိုကျွန်တော်တို့1-1ပဲကန်ခဲ့တဲ့ခြေရကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်ကလည်းအမှတ်လုံနေတာဖြစ်ပါတယ်အမှတ်လုံနေတဲ့အသင်းကဒီနေ့မှာကျွန်တော်ဒေါ့မွန်ရောအင်တာမီလန်ရောအမှတ်လုံနေတာတွေ့ရပါတယ်ဒီလိုအနေထားမှာခြေတန်းရဖွင့်လှစ်ထားတဲ့ခြေတန်းရကြည့်မယ်ဆိုရင်180ရှုံးဆိုတာဟိုဒါကြီးအောင်တဲ့ခြေတန်းတော့အမှန်တယ်ဆိုပေမဲ့လည်းပေါ့ဗျာဒီပွဲစဉ်ကတော့ ကြေးပြော့တယ်လို့ပဲကျွန်တော်တော့ယူဆကြည့်ပါတယ်ကိုပေါင်းရတဲ့ဒီလိုအားကျွန်တော်တော့၃လုံး20ຫນိုင်၃လုံး55ပြားຫນိုင်လောက်ဖွင့်လှစ်ထားတဲ့ဂျီဒန်အရာဒီနေ့ပွဲစဉ်အားလည်းအင်တာမီလန်တသင်းတည်းရပဲတွင်းလာဖို့များပါတယ်ဗျာဒါပေမဲ့ကျွန်တော်ဦးရာဘကလည်းပြောရမယ်ဆိုတော့ဒီပထမပွဲမှာ Republic ကိုကန်သွားတဲ့ပုံစံရကျွန်တော်ကြည့်မယ်ဆိုရင် team wall လေးတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒါအများကြီးပေါ့ဗျာအာရှအသင်းဆိုတော့တော်တော်လေးတော့ဟိုယော့တဲ့ပုံစံမှာတော့ရှိတယ်ဒီ Republic ကကျွန်တော်တို့ တော့ဝရကိုနဲ့နိုင်သွားတဲ့ပွဲစဉ်မှာဆိုရင် River Plate ကကျွန်တော်တို့ခေါင်းတိုက်ဂိုးတွေနဲ့ကြီးပဲသူသူကြကြပေါ့ဗျာ၃ဂိုးလုံးရရှိသွားတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ set piece တွေကအားနည်းတယ်ဆိုတာအတိအသာထင်ရှားစေတယ်။ဒါကြောင့် Inter Milan လို့အသင်းကြီးအနေနဲ့ set piece မှာလည်းကောင်းကောင်းကန်ကန် short တဲ့အသင်းအနေနဲ့ဒီနေ့ပွဲမှာဒီထက်ပိုပြီးတော့ G ကိုပြင်းပြင်းရှရှဖွင့်လှစ်တင်တယ်လည်းပဲကျွန်တော်ယူဆပါတယ်။ဒီ G တန်းရတော့ကျွန်တော်တို့ဒါဒီပွဲစဉ်မှာတော့ကျွန်တော်ဦးရာဝတ်ကိုပဲကျွန်တော်သဘောကျပါတယ်။ ဂိုးပေါင်းရလဲကျွန်တော်တို့ဂိုးပေါင်းအောက်ကိုကျွန်တော်သဘောကျပါဗျာဒီကြေးရကကျွန်တော်တို့ထပ်ပြီးတော့ပြင်းရှာလာမယ်ပေါ့ဗျာဥပမာကျွန်တော်ဂိုးဟို body သေးရောဂိုးပေါင်းသေးရောတက်လာမယ်ဆိုရင်တော့ဒီပွဲစဉ်ကကျွန်တော်တို့ဇုံပေါ်ပြန်ဆော့တင်တဲ့ပွဲစဉ်လိုပဲကျွန်တော်ပြောချင်ပါတယ်ဗျာဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ဒီကြေးတန်းရဆိုရင်တော့ကျွန်တော်ဥရာဝ red diamond ကိုကျွန်တော်ကြိုက်ပါတယ်ဂိုးပေါင်းအရာတော့ဒီပွဲစဉ်ကကျွန်တော်ဦးချင်းမှာ၃လုံး၅ပြားနိုင်၃လုံး၂၀အနိုင်အနေထားရကြည့်မယ်ဆိုရင် ီအင်တာတသင်းတွေကပဲတွင်းလာဖို့များတယ်လို့ပဲကျွန်တော်ယူဆပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ဟိုကိုပေါင်းလဲအောက်ကြိုက်ပါဗျာဇုံအောက်ကိုကျွန်တော်ကြိုက်ပါတယ်ဗျာကဲဒါတော့ဒီနေ့ကျွန်တော်နှစ်ပွဲပေါ့ဗျာဒီ define ကတော့ဒီ Colori Sport Channel မှာတော့ကျွန်တော်နှစ်ပွဲတင်ပေးသွားမှာဖြစ်ပါတယ်နောက်နောက်နှစ်ပွဲတော့ကျွန်တော်ဒါတပွဲကောင်း Channel မှာတင်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တကယ်ကြောင့်မြူတွေနဲ့လာရောက်ပြီးတော့ကြည့်ရှုကြဖို့လဲကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီနေ့ကျွန်တော်တုံးသက်သွားတဲ့ဗီဒီယိုချက်နေတယ်ဆိုရင် like subscribe follow လုပ်ပြီးတော့အားပေးကြံသွားကြပါအောင်လို့ကျွန်တော်နောက်ဆိုပေးရစီဗျာ ကျောင်းတခင်ချင်းလေးလည်းပေါင်းပြကြပါသေးမြမကြီးလည်းအေးကြပါသေးဗျာ